အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့မကောင်းစိတ်ပုံမြင်ပဲဖြစ်ပါလေရှင်တခါတုန်းကဆက်စရာကြွယ်ဝပြီးတာယာတဲ့တောအကြီးတစ်ခုရှိနေတယ် အဲ့ဒီတော့ကြီးထဲမှာတလိ္ဆာပေါင်းတို့ဟာချစ်ခင်စာ နေထိုင်ကြလေတယ်။ဒီနေ့မှာတော့တောက်ကြီးထဲကိုဈေးခွက်ကြီးအစာရှောက်ခွင်းနေစဉ်တောက်ခွေးကြီးတကောင်ကို ထူးထူးခြားခြားတွေ့ရလေတယ်။အဲ့ဒီတောက်ခွေးကြီးကမကောင်းတဲ့အကြံစီနဲ့တောက်အုပ်ထဲကိုလာခဲ့တာဖြစ်နိုင်တယ်လို့တွေးကအတင်တောက်ခွေးကြီးအဖေကြောင့်ဒီတောက်ကြီးထဲကို မလာစဘူးလာရောက်ရတာလေ။ ဈေးကွက်ကြီးအမေစာကားကိုကြတော့အတင်ဈေးကွက်အတင်ဟာအဘကြောင့်မင်းမြန်ပါတယ်အကျွန်တော်ဒီတော့အုပ်ကြီးတဲ့တွင်နေထိုင်လို့ရလာရောက်ချင်းဖြစ်တယ်လို့ပြောဆိုကပြင်းစွာဥဒံပေးလိုက်လေတဲ့ တော်ခွေကြီးဦးတန်ပေးနေတဲ့အတန်းကိုကြားလိုက်ရတဲ့တိရိစ္ဆာန်ပေါင်းတို့ဟာအာဩကုန်ကြလေတဲ့ဒီတော့ဇီးခွက်ကြီးကအတင်တော်ခွေကြီးတီတော်ကြီးတဲ့တွင်နေထိုင်လိုပါကတခြားတိရိစ္ဆာန်များနဲ့ချစ်ခင်စွာနေထိုင်မှဖြစ်ပေမည်အတင်အခုလိုအပြုတ်မှုမျိုးမလုံးသင့်ပါလို့ပြောဆိုကအစာရှာထွက်သွားလေတဲ့တော်ခွေကြီးဟာတော်အုပ်ကြီးအတွင်သို့ဝင်ရောက်ပြီးအစာရှာခွေရာတမင်လေးတကောင်ကိုတွေ့၍ဖမ်းဆီးလာလေတဲ့တမင်လေးဟာတော်ခွေကြီးရဲ့အပြုတ်မှုကြောင့် အတင်းတော်ခွေကြီးအကျွန်တော်ဒီတို့ကြီးထဲမှာအနည်းငယ်စွာအစာရှောင်ဝေစားတတ်ကနေထိုင်ခဲ့ပါတယ်ယခုအတင်းတော်ခွေကြီးကအကျွန်တော်ကိုဗကြောင့်ရံပြူရပါတယ်လေတမင်လေးစကားကိုကြားတော့တော်ခွေကြီးကတမင်လေးအကျွန်တော်အတင်းရသားကိုစားတော့လို့၍ဖန်စီခြင်းဖြစ်တယ်လို့ပြောဆိုလိုက်လေတဲ့ဒီတော့တမင်လေးကအတင်းတော်ခွေကြီးဒီတို့ကြီးအတွင် နေထိုင်ကြတဲ့ဒိဋ္ဌိစာအလုံးတို့ဟာချစ်ခင်စွာနေထိုင်ခြင်းဆိုတဲ့ဂေလီစကားကိုလိုက်နိုင် ရပါတယ်လို့ပြောဆိုလိုက်လေတဲ့တော်ခွေကြီးဟာအစာမုတ်သက်၍သမင်လေးစကားကိုမလိုက်နာပဲစားတောက်လိုက်လေတဲ့ဒါကြောင့်ဇယက်လေးဟာဇီးခွေကြီးထံသို့သွားရောက်ပြောဆိုလေတဲ့ဇီးခွေကြီးဟာဇယက်လေးစကားအတိုင်းတော်ခွေကြီးကိုရှာဖွေလေတဲ့တော်ခွေကြီးဟာသမင်လေးအသားကိုစား၍အရသာမထိန်နိုင်ပဲနောက်ထပ်အသားစားရန် ရှာဖွေနေသည်ကို တွေ့ရှိရလေတဲ့ဒါကြောင့်ဇီးခွေကြီးက အတင်တော်ခွေးကြီးအဘဲကြောင့်သူတစ်ပါးအသက်ကိုရန်ရှာခြင်းအမှုကိုပြုလုပ်နေပါတည်း။အတင်ရတားကရပ်ပါလို့ပြောဆိုလေတဲ့တီတော့တော်ခွေးကြီးကအတင်စည်းခွက်ကြီးအကျွန်ုပ်ဆာလာမှုကြောင့်သမင်လေးကိုစားတော့ခြင်းဖြစ်ပါတဲ့အတင်နဲ့မဆိုင်ပါလို့ပြောလိုက်လေတဲ့စည်းခွက်ကြီးဟာတော်ခွေးကြီးကိုပြောဆိုမရ၍တိရိစ္ဆာန်များကိုသာ တတိစကားဆိုရလေတဲ့ဒါကြောင့်တလိဆန်များဟာတော့ခွေးကြီးကိုရှောင်ရှားနေကြလေတဲ့ဒါကြောင့်တော့ခွေးကြီးဟာတော့ကြီးအတွင်၌အစာရှောင်ဝေတော်လဲမရရှိပဲဖြစ်နေလေတဲ့ငါစားဖို့ကြမှာဖြစ်မယ်ဒီတော့အုပ်သေးကတလိဆန်တွေဟာငါရဲ့အချင်းကိုသိ၍ရှောင်ကျင်နေကြမယ်လို့တွေးကချုံကြီးပေးတွင်လဲနေတဲ့ယုံလေးတကောင်ဟာတော့ခွေးကြီးအဖြစ်ကို တွေ့မြင်သွားပြီးတော့ခွေးကြီးဟာအစာရှောင်ဝေမရလို့အစာစားရန်ကြက်စီနေခြင်းသာဖြစ်နိုင်တယ်လို့တွေးစား ーが、 အတင်တော်ခွေးကြီးအတင်အစာရှာဖွင့်ရင်ဒဏ်ရာသိရင်လဲနေတာလားယုံလေးအမေစကားကိုကြားတော့တော်ခွေးကြီးကအတင်ယုံလေးအကျွန်ုပ်အစာရှာဖွင့်မရ၍အာရင်ပြက်နေခြင်းဖြစ်ပါတယ်အကျွန်ုပ်စားသောကိုကုညီပါလို့ပြောဆိုလေတဲ့ဒီတော့ယုံလေးကအတင်တော်ခွေးကြီးအတင်က သူတစ်ပါးအသားကိုစားသုံးသူဖြစ်တဲ့အကျွန်ုပ်ကအတိအယစားသုံးသူဖြစ်၍မကုညီနိုင်ပါလို့ပြောဆိုလိုက်လေတဲ့ဒီတော့တော်ခွေးကြီးဟာယုံလေးကိုဖမ်းဆီးလိုက်လေတဲ့အ သင်ယောင်လေးအသင်ကျွန်ုပ်၎င်းပြေးလို့မလွတ်နိုင်တော့ပါဘူးအကျွန်ုပ်အသင်သားကိုဝါလင်အောင်စားရပေတော့မယ်လို့ဝန်တာအာရပြောဆိုလိုက်လေတဲ့ဒီတော့ယောင်လေးကအသင်တော်ခွေးကြီးအသင်ဤမကောင်းချင်စီတတ်တဲ့စိတ်ထားကိုသိရှိ၍လာရောက်မင်းမြင်းချင်းဖြစ်ပါတယ်လို့မကြောက်မရွံ့ ပြန်ပြောဆိုလေတဲ့တော်ခွေကြီးသည်ယုံလေးစကားကိုကြားတော့အံ့ဩသွားလေတဲ့ဒါကြောင့်ယုံလေးကိုအသင်ယုံလေးကျွန်ုပ်ဤမကောင်းချင်စင်ဖို့ကိုမိတို့သိပါတယ်လို့မေးမြန်းလိုက်လေတဲ့ တီတော့ယုံလေးကအတင်ဟာအကျွန်ုပ်မိတ်ဆွေတမင်လေးရဲ့စကားကိုမလိုက်နာပဲစားတော့ပြစ်ခဲ့ပါတယ်။ယခုတပန်အတင်ဟာအကျွန်ုပ်ကိုစားတော့ရန်ကြက်စင်းနေတယ်။အတင်ချံကိုတီးလို့အကျွန်ုပ်မိတ်ဆွေကြားကြီးကိုခေါ်ဆောင်လာခဲ့ပါတယ်လို့ပြောဆိုလိုက်လေတယ်။တီတော့တော်ခွေးကြီးဟာကြားကြီးကိုကြောက်ရွံ့ပြီးယုံလေးကိုလှုပ်လို့စကားဆိုခဲ့တယ်။ အတင်ယုံလေးအကျွန်ုပ်ကို အထင်မလဲပါနဲ့အတင်ကိုချစ်ခင်၍ကြည်စည်စကားချင်းသာဖြစ်ပါတယ်ဒီတော့ကြာကြီးကအတင်တော်ခွေးကြီးအတင်သည်ယခုတိုင်မကောင်းချက်စီတတ်တဲ့စိတ်ထားကိုဖုံးကွယ်၍လီစေပြောစုံနေမြဲဖြစ်တဲ့အတင်စကားကိုမယုံကြည်တိုက်တော့ပါအတင်ရဲ့ဇယိုက်ဆိုးကြောင့်ဒီတော်အုံနဲ့မထိုက်တန်တော့ပါအတင်မသွားလည်းရင်အကျွန်ုပ်အစာဖြစ်ချင်မီကိုပြောဆိုလိုက်တယ်ဒါကြောင့်ဒေါခွေကြီးဟာကြာကြီးစကားရတိုင်းမိမိတွင် မကောင်းချက်စီမှုစိတ် ထားကိုထားမိခြင်းအတွက်အရှက်ရပြီးတုတ်ကြီးတဲ့တွင် မနေဝန်းတော့ပဲအခြားတအုပ်တို့ပြောင်းရွှေ့သွားပါတော့တယ်။ပုံမြင်လေးရတော့ဒါပါပဲရှင်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်။